ဖုန်းငွေဖြည့်ကပ်အပေါ်အခွန်ကောက်ခံမဲ့အခွန်အပါအဝင်2016ခုနှစ်ပြည်ထောင်စုရဲ့အခွန်အကောက်ဥပဒေကြမ်းကိုပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့ပါတယ်ဒီသတင်းကိုဥနေဖြိုးဝင်းကနေပြည်တော်ကနေပေးပို့ထားပါတယ်ရှင်ဒီဥပဒေကြမ်းကိုဗန္နာရေးဝန်ကြီးဌာနကဒီဇင်ဘာလ15ရက်နေ့ပြည်ထောင်စုလွှတ်တော်မှာအဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ဒီဖုံးငွေပြည့်ကပ်အပေါ်ကောက်ခံမဲ့ကုန်သွယ်လုပ်ငန်းကွန်ကို2015ဆက်ကြောက်ဗန္နာနဲ့အတွင်ကောက်ခံဖို့ပြည်ထောင်စုလွှတ်တော်ကဆိုင်းငံ့မှုဆုံးဖြတ်ထားခဲ့တာပါ။ ရှိပါတယ်။ဒီကော၆၆၆၆၆ဘယ်နိုင်ရလဲ။ဟုတ်ကဲ့ကံကောက်ချက်ချောင်းခိုင်းနေတယ်ပဲ။အဝယ်လုံးလည်းကောက်ခိုင်းရ။ဆိုင်ကထားရလို့တယ်လီဖုန်းပြောဆိုကကျူတင်ဝီဖြစ်ကကြက်တင်ကိုယ်ဝယ်လုံးကကောက်ခိုင်းရ။ကြက်၈၀ပြည်ရကရလာချက်ပေါင်းလို့ပါ။ဒီကဝန်ကြီးဌာနဆက်တခုကကောက်ခံတဲ့အခွန်အောက်၁၉မြို့အတွက်၂၀၁၆ဆက်ခွန်ဘန်နာနှစ်မှာ ပြီးခဲ့တဲ့ဗန္ဒာနှစ်ထက်ကျပ်200ဘီလီယံကျော်ပိုကောက်ဖို့ရှားရတယ်လို့ပြည်ထောင်စုဝန်ကြီးကပြောပါတယ်အနာစကူကနောက်ကနေပေါ့ဆက်ကူပြီးဘယ်နောက်ဆက်ချောင်းနောက်ဆက်ဖို့မနိုင်ဘူး အခု2016ပြည်ထောင်စုရဲ့အခွန်အခဥပဒေချမ်းအရတထုရင်ဝန်ကြီးဌာနရဲ့မြန်မာပလဲလုပ်ငန်းဥပဒေကိုပြင်ဆင်တဲ့ဥပဒေအရမောက်ကောင်ဝတ်ဆန်သွင်းအခွန်အမျိုးအစားအသစ်တစ်ခုဖြည့်ဆွက်ထားပြီးတတော်ရေးရဝန်ကြီးဌာနကကျပောင်စီအပေါ်ကောက်ခံတဲ့အခွန်ကိုလည်းခွန်ကောက်အမျိုးအစားဆင်းရင်းကနေပယ်ဖျက်ပေးထားပါတယ်ကျွန်တော်ညီဖြိုးဝင်းမှ